င်္ဂလာပါ RFA ပေးစာပြန်စာအစီအစဉ်ကနေကြိုဆိုပါရစေ။ဒီတစ်ပတ်အစီအစဉ်မှာကချင်ပြည်နယ်က ပေးစာကိုအရင်ဆုံးတင်ပြကြပါမယ်။ဒီ KIO KIA ထိန်းချုပ်ရာကချင်ပြည်နယ်ဖားကတ်မှာဒေသခံတွေကိုအခွန်မတရားကောက်တာကောက်ပြီးသားနေရာတွေမှာလဲစာရွက်စာတမ်းမပါဘဲထပ်ခါတလဲလဲကောက်ခံနေလို့ပါ RFA ရေ။နောက်ပြီးတော့ဒေသခံတွေကြောက်ရလာရင်လဲရတဲ့ကြောက်တွေကိုတင်းတာတွေရှိနေပါတယ်။အခုချိန်မှာပြည်သူတွေကမျှော်လင့်ချက်မဲ့အားကိုးရမဲ့ဖြစ်နေပြီးတော့ သူတို့အာဏာပြတာကိုလည်းခေါင်းငုံခံနေရပါတယ်။ဒါကြောင့် KIO KIA ကသက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့အောက်ခြေကတပ်ဖွဲ့ဝင်တွေကိုပြည်သူအကျိုးပြုတဲ့အဖွဲ့အစည်းဖြစ်လာအောင်ထိမ့်သိမ်းပေးဖို့ RFA ကနေတဆင့်တင်ပြလိုက်ပါတယ်ဆိုပြီးပြဖို့လာတာပါရှင်။အခုဆက်ပြီးတော့မန္တလေးကပေးစာကိုတင်ပြကြပါမယ်။ကျွန်တော်ကတော့ရမဲသိန်းခရိုင်ပျော်ပွဲမြို့နယ်ကန်တာကျေးရွာအုပ်စုဆွဲမှန်ကျေးရွာကပါ RFA ရေ။ ျွန်တော်တို့ရွာမှာအုတ်ချုပ်ရည်မှုနဲ့ယာအိမ်မှုကစစ်မှုတန်းကြီးဆိုပြီးတော့တအိမ်ကိုငွေကျပ်3000ကောက်နေလို့ပါရွာမှာကအိမ်ထောင်စု300နီးပါးရှိပြီးတော့တစ်နေ့လုံးမှတစ်နေ့စားရတဲ့အခြေခံလူတန်းစားတွေများပါတယ်မြန်မာသူတွေအတွက်ကငွေ3000ပေးဖို့ဆိုတာတော်တော်ကိုခက်ခဲပါတယ်ပတ်စံမပေးနိုင်တဲ့သူတွေကိုကိစ္စကိုရှင်းကြဆိုပြီးတော့လဲအုတ်ချုပ်ရည်မှုကပြောပါတယ်ဒီအကြောင်းအများသိအောင်တင်ပြပေးပါဆိုပြီးပြဖို့လာတာပါရှင် ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအဆင်မပြေတာတွေအမြင်မတော်တာတွေကိုပြောချင်ရင် RF ရဲ့ Viber နဲ့ Signal ဖုန်းနံပါတ်239နဲ့2352 4218ကနေပဲဖြစ်ဖြစ် RF Burmese ရဲ့ Facebook Messenger ကပဲဖြစ်ဖြစ်ပေးပို့လို့ရပါတယ်။ Email ကတဆင်ပေးပို့ခြင်းနဲ့ဆိုရင်တော့ rf.burmese@gmail.com ကိုပေးပို့လို့ရပါတယ်ခင်ဗျာ။အခုဆက်ပြီးတော့ရန်ကုန်ကပေးစာကိုတင်ပြပါဦးမယ်။ RVA ကျွန်တော်ကတော့ရန်ကုန်အင်းစိန်မြို့နယ်တညင်းကုန်းရပ်ကွက်နေမြေ၁၄မှာနေပါတယ်။ဒီမှာနေလာတာ၁၀နှစ်ကျော်နေပါပြီ။ဒီမှာစပြီးတော့နေကလေးကဒီစီပင်အဖွဲကတန်ရှင်းရေးအခွန်ဆိုပြီးတော့တလောက်ကိုငွေကျပ်900လာတိုင်းောက်ပါတယ်။ဒါပေမဲ့လည်းအမိုက်ကားတွေကလည်းအမိုက်လာမသိမ့်သလိုကျွန်တော်တို့နေတဲ့အနီးတစ်ဝိုက်မှာလည်းဒီအမိုက်ကန်တွေအမိုက်ပုံးတွေမထားပေးပါဘူး။လက်ရှိမှာကျွန်တော်တို့ကကြုံတလို့အမိုက်ပြစ်နေရတာကြောင့်ယောဂကုဆတ်တာ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာမှာကိုစိုးရိမ်မိပါတယ်။ဒါကြောင့်အမိုက်ကန်ဒါမှမဟုတ်အမိုက်ပုံးတွေကိုအမြန်ဆုံးထားရှိပေးဖို့ RFA ကနေတဆင့်တင်ပြလိုက်ပါတယ်ဆိုပြီးပေးပို့လာတာပါရှင်။အခုတစ်ခါတင်ပြချင်တာကတော့သခိုင်းတိုင်းကပေးစာပါ။ကျွန်တော်ကတော့သခိုင်းတိုင်းဗမောက်မြို့နယ်ကပါ RFA ရေ။ဒီဗမောက်မြို့နယ်တောင်ပိုင်းလွတ်မြောက်နယ်မြေထဲမှာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတွေဥဆောင်ပြီးတော့ငွေကောက်နေလို့ပါ စက်နှဘိန်ကုံကားတစ်စီးကို10သိန်းလောင်စာစီတပေပါကိုတသိန်းခွဲကောက်နေကြတာပါသူတို့အဖွဲ့တွေကဒီကြောက်ရွှေလုပ်ငန်းနဲ့ဗျုံးရွှေလုပ်ငန်းတွေကနေလဲအခွန်ငွေတွေရပါတယ်နောက်ပြီးတော့2025ခုနှစ်တလပိုင်းကစပြီးတော့ဒီကနေ့အထိဒီဂျင်ဝိုင်းဖဲဝိုင်းနဲ့လောင်ကစားဝိုင်းတွေကလည်းပါအဖနဲ့ပါကဖတွေရဲ့ခွင့်ပြုချက်နဲ့လုပ်နေကြပါတယ်ဒါကြောင့် NUG အစိုးရတာဝန်ရှိသူတွေအနေနဲ့တော်လန်ရေးကိုအကြောင်းပြပြီးတော့ငွေရှာနေတဲ့သူတွေကိုအေးအေးယူပေးဖို့ ား RV ကနေတဆင့်တိုင်ကြားအပ်ပါတယ်ဆိုပြီးပြပို့လာတာပါရှင်။ဒီတစ်ပတ်အစီအစဉ်ကိုတော့ဒီလောက်နဲ့ပဲရန်နာပါရစေရှင်။ကျမတို့ RFA ကို American အစိုးရအဖွဲ့ကနေထောက်ပံ့နေတဲ့ရန်ပုံငွေတွေကို match လ15ရက်နေ့ကနေစပြီးတော့ဖြတ်တောက်လိုက်တာကြောင့် နောက်တစ်ပတ်ကစပြီးတော့ဝန်ထမ်းအနေငယ်နဲ့ပဲဆက်ပြီးတော့လက်ပတ်ရတော့မှာဖြစ်ပါတယ်။ဒါကြောင့် RFA အနေနဲ့နောက်တစ်ပတ်ကစပြီးတော့ပေးစာပြန်စာအစီအစဉ်အပါအဝင် အစီအစဉ်အားလုံးဒီပါကိုရန်နာထားမှာဖြစ်တာကြောင့် RFA ပြည်သက်တွေရင်ဖွင့်ပေးပို့လာတဲ့စာတွေကိုအချိန်အတိုင်းအတာတစ်ခုအထိပြန်ကြားနိုင်မှာမဟုတ်တဲ့အကြောင်းလေးစားစွာ အသိပေးအပ်ပါတယ်ရှင်။ RFA ကိုကြည့်ရှုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျမဇူလိုင်မျိုးပါရှင်။